let's go hello အားလုံးပဲမင်္ဂလာပါ Aniso Agriculture Blog ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာကတော့စီးပွားအဖြစ်ဟန်တီရွယ်ဆက်ပြောတဲ့အခါအကြီးကအရေးကြီးတဲ့သိခင်မြင်နေရရွေးရှင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ရသေးရင်လောက်ပဲပါအောင်လို့ တောင်းဆိုရှင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအသစ်တွေတင်တဲ့အမြင်မြင်ရဖို့အတွက်ဘေးနဂါခေါလုံးလေးကိုတစ်ချက်နှိုက်ပြီး all လောက်ထားပေးဖို့မမဲပါနဲ့နော်ဟုတ်ကဲ့စလိုက်ရအောင်စိတ်ကင်းမြင်နေရရွေးရှည်တဲ့အခါအထူးကအရေးကြီးတဲ့အချက်၅ချက်ရှိပါတယ်နံပါတ်၁ချက်ကတော့ဟန်ဒီဟန်ရွယ်စိတ်ပြိုလို့ရတဲ့မြင်နေရဖြစ်ဖို့လိုပါတယ်အဲ့ဒီမြင်နေရကမြေရှိန်ကတိုင်း PI 5.5 5နဲ့ pH 7.5ရရှိဖို့လိုပါတယ်။စားပေါက်တဲ့မြေဖြစ်လို့မရပါဘူး။ရှုံစင်းမြေဖြစ်နေလို့မရပါဘူး။နမနိတ်ကတော့ရေလုံလုံလောက်လောက်ရရှိတဲ့မြေနေရာဖြစ်ဖို့လိုပါတယ်။ပူပြင်းတဲ့အချိန်ပူပြင်းတဲ့ရာသီဥတုမျိုးမှာရေအလုံးအလောက်မရရှိဘူးဆိုတာမျိုးဖြစ်လို့မရပါဘူး။နံပါတ်3ရှေ့ကတော့ လေပြင်းတက်ကရှင်မှာကာကွယ်ပေးနိုင်တဲ့မြေနေရာဖြစ်ဖို့လိုပါတယ်။ဥပမာအနေနဲ့ပြောရရင်လေတရဲတက်ကရှင်မှာကာကွယ်ပေးနိုင်တဲ့လေကာပင်တွေရှိတဲ့နေရာလေပြင်းတက်ကရှင်ကိုကာကွယ်တားဆီးပေးနိုင်တဲ့အရာတစ်ခုခုရှိတဲ့နေရာမျိုးဖြစ်ရပါမယ်။နံပါတ်၄ရှိကတော့ရေသွင်းရေကြောင်းအလွေတခုလုံလို့ရတဲ့မြေနေရာမျိုးဖြစ်ရပါမယ်။မိုးရသည့်ရေမမြုပ်တဲ့မြေနေရာ ဖြစ်ဖို့လိုပါတယ်ရေလိုအပ်တဲ့ရန်ရေကိုအလွယ်တကူတွင်းလို့ရတဲ့နေရာဖြစ်ဖို့လိုသလိုများတဲ့အချိန်ဆိုရင်လည်းရေကိုအလွယ်တကူထောက်လို့ရတဲ့မြေနေရာမျိုးဖြစ်ဖို့လိုပါတယ်နောက်ဆုံးနံပါတ်5အချက်အနေနဲ့ကတော့စီးပွားဖြစ်စိတ်ပြူတာဖြစ်တဲ့အတွက်လမ်းပန်းဆွတ်တွေရကောင်းတဲ့မြေနေရာဖြစ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုရင်ထွေးရှိလာတဲ့ဟက်ဒီဟန်ရွက်တွေကော ဈေးကွက်ရှိတဲ့နေရာတော့အလွဲတကူတည်ယူပို့ဆောင်ပြီးရောင်းရှာရမှာဖြစ်လို့ပါဟုတ်ကဲ့ဒီအရှင်းငါးရှင်းနဲ့ကဲ့ညီတဲ့မြေနေရာဖြစ်လို့ရှိရင်စီးပွားဖြစ်ဟန်တီဟန်ရွယ်စိတ်ပြို့ဖို့စလို့ရပါပြီဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းဟန်တီဟန်ရွယ်စိတ်ပြို့ရဲ့နေလန်ကောင်းများကိုထပ်မံတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုအစ်စ်တွေတင်တိုင်းအပေးကြပါအောင်လို့ပြောချင်ရင်နှုတ်ဆက်လိုက်ပါမယ် ကျေးဇူးအပ်ကြတဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်လို့တွေ့ကြရအောင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။ I tried so